ချမ်းသာကြွယ်ဝတဲ့တထေသမီးဖြစ်ပေမဲ့မိဘပတ်စံမတုံရတဲ့အကြောင်းကိုပြောလာတဲ့ရွှေနန်းတော်သမီးကြီး ပရိသတ်များအလုံးမမင်္ဂလာပါရှင့် Sell Insider Page ကနေပြလဲကြိုဆိုလိုက်ပါတယ်။ကြည်ကြည်တဲ့ချမ်းသာကြွယ်ဝတဲ့တတိသမီးဖြစ်ပေမဲ့လည်းမိဘပတ်စံကိုတပြားတစ်ချက်မှသုံးစွဲခွင့်မရှိပေ။ကိုဘာသာရှာဖွေစားတောက်နေရတဲ့ဘဝကိုပြောလာတာကတော့ကြီးဖြစ်ပါတယ်။အလုံးသေးကြတဲ့အတိုင်းကြီးဆိုတာကအစိုးရနဲ့ရုပ်ရှင်တရုပ်ဆောင် Twin Dragon ရဲ့တူမဖြစ်တယ်လို့နိုင်ငံကျော်ထိတ်တန်းရတနာရွှေဆိုင်ဖြစ်တဲ့ရွှေနန်းတော်ရဲ့အမွေဆက်ခံသူတအူရေတော်သမီးလေးဖြစ်ပါတယ်။ဒါကြောင့်လည်းကြီးကမြန်မာနိုင်ငံရဲ့ထိတ်တန်းရတနာရွှေဆိုင်ရဲ့အမွေဆက်ခံသူဖြစ်ပြီးသူမ ရဲ့ငွေကြေးချမ်းသာပိုင်ဆိုင်မှုတွေကပြောလို့တောင်မကုန်ပါဘူး။ဒါကြောင့်လည်းဂျီဟာနိုင်ငံသားမှပညာသင်ကြားခဲ့ရဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးတထိပ်သမီးတဦးဖြစ်မှတ်တမ်းတင်ခံထားရပါတယ်။ဂျီကဒီလိုမျိုးဆွေကြီးမျိုးကြီးအတိုင်းဝိုင်းကြီးဖြစ်တယ်လို့သုံးနိုင်ဖြောင်းနိုင်တဲ့တထိပ်သမီးဖြစ်ပါရင်ဒါပေမဲ့လည်းတထိပ်သမီးလို့နေထိုင်ခဲ့ခြင်းမရှိပါဘူး။တခြားတထိန်သမီးရေဆိုရင် shopping ထွက် makeup အကောင်စားဝေကောင်းစားလာတွေဝတ်ပြီးတော့ရေးစားတွေအများကြီးထားကဟိုတီတီလျှောက်သွားနေရတဲ့အလုပ်များနေမှာဖြစ်ပါတယ် ဒါပေမဲ့ရွှေနန်းတော်ရွှေဆိုင်ကသမီးလေးကြီးကတော့ဒီလိုမဟုတ်ခဲ့ပါဘူး။ဂျင်ဟာနိုင်ငံကျော်ရွှေနန်းတော်ရွှေဆိုင်ပန်ရှင်ရဲ့သမီးဆိုပေမဲ့တတိယသမီးတယောက်လိုဂုံပကသနာတွေမပါဝင်မိ။လူမှုရေးပရိုက်တာလုပ်ငန်းတွေလုပ်ရင်းနဲ့ဘဝကိုတန်ဖိုးရှိရှိဖြတ်တန်းနေထိုင်ပါတယ်။ ဂျီကဘရိုက်တာအသင်းဖွဲ့တစ်ခုမှဝင်လုပြီးတော့ငလင်ဘေးနဲ့မြန်မာနိုင်ငံမှာကြာရောက်သမျှသဘာဝဘေးအန္တရာယ်တွေအလုံးမှာပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတုန်းကငလင်ဘေးမှာလည်းဂျီကနေပြည်တော်ကပြိုကျပြတ်စည်းသွားတဲ့အဆောက်အဦတွေကနေရုံအလောင်းတွေကိုကိုယ်တိုင် ထုတ်ယူပေးခဲ့တာတွေရှိပါတယ်။လူတွေကတော့ဂျီဟာထိတ်တန်းတထေးသမီးဆိုပေမဲ့ချမ်းသာကြွယ်ဝတဲ့ဘဝနဲ့တုံ့ပြုံးမနေပဲအခုလိုမျိုးနေထိုင်နေရဲ့ပုံမှာသိကျင်နေကြတာပါ ဒီခါမှာတော့ဂျီကသူ့ရဲ့မိဘတွေချမ်းသာပေမဲ့လည်းသူမချမ်းသာတာမဟုတ်ဘူးလို့ယူသားစွာနဲ့ပြောခဲ့ပါတယ်။ အထူးသဖြင့်တော့မိဘပတ်ဆိုင်ဟာကိုယ်တိုင်ရှာထားတဲ့ငွေမဟုတ်တာကြောင့်မသုံးချင်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လေကြီးကသူမသုံးဆွဲဖို့အတွက်ငွေတွေကိုကိုဘသာရှာဖွေရလို့ဆိုပါတယ်။အထူးသဖြင့်ကြီးဟာရွှေနန်းတော်သမီးဆိုပေမဲ့ရွှေနန်းတော်ဆိုင်မှာအခါကြီးငွေနဲ့ဝင်လောက်ကအသုံးစရိတ်ကိုရှာဖွေနေရဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကြီးကကိုကမိဘတွေစီကနေလက်ဖြန့်တောင်းရမယ့်အရွယ်မဟုတ်ဘဲကိုကမိဘတွေကိုလှုပ်ကြွေးရမယ့်အရွယ်ကိုရောက်နေပြီဖြစ်ပါတယ်။ဒါပေမဲ့မိဘကိုလှုပ်မကြွေးနိုင်သေးတယ်လို့စိတ်အားငယ်နေရပါတယ်။ဒါအပြင်ကြီးဟာ င်းကလေးတစ်ပါးဝအရန်ကိုလှကျင်နေရပါ။ဒီမောက်ကိုဒီမောက်မလှဘူးလို့လည်းယူဆနေရဖြစ်ပါရဲ့။အထူးသဖြင့်တော့ကြီးဟာနှာခေါင်းယိုးပြားနေတယ်လို့မျက်ခုံးမွေးကလည်းမရှိဘူးဖြစ်ပါရဲ့။ဒါကြောင့်လည်းမျက်ခုံးမွေးကိုတတူးထိုးထားရတယ်လို့ကြီးကဆိုပါရဲ့။တကယ်လို့ဒီမောက်ပစံနေတာချမ်းသာမယ်ဆိုရင်အမွေးတွေကိုစိုက်လိုက်မှဖြစ်တယ်လို့ဒါအပြင်ကြီးဟာတယောက်ဆောင်မင်းသမီးတစ်ယောက်လည်းလှုပ်ချင်နေရဖြစ်ပါရဲ့။ဒါကြောင့်မလို့ဒီနေ့ဒီမောက်ချမ်းသာလာရင်မျက်နှာကိုခွဲစိတ်ပြုပြင်ဖို့အတွက်စီစဉ်ထားတာဖြစ်တယ်လို့သိရပါရဲ့။ပရိသတ်တွေကတော့ဒီလိုမျိုးမိဘပစံမပြုံးသေးပဲစ စ်စရာကောင်းတဲ့စိတ်ထားလေးရှိလို့စိတ်ထားလာတဲ့ရွှေနန်းတော်ရဲ့သမီးကြီးကိုချီးကျူးနေကြပါတယ်။အထူးသဖြင့်တော့တထေးသမီးမမနာမျိုးမရှိပဲအရေးကြုံရင်လူတွေနဲ့တသားတည်းရှိနေတတ်တဲ့ကြီးရဲ့စိတ်ထားလေးကိုအတိမတ်ပြုချီးကျူးနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂျီနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။